ပါကစ္စတန်နဲ့ကစားမဲ့မြန်မာအသင်းမှာတက်ဆက်မှုတန်ပိုင်နဲ့နောက်ခံလူစုမိုးကျော်တို့တန်ရာတည်တည်ရနေကြပါတယ်။တန်ပိုင်ရစုမိုးကျော်ပါ။လက်ချောင်းအယူကျိုးတန်ရာတည်တည်ရနေတာဖြစ်ပြီး ကလပ်တင်တွေအတွက်ကစားရင်းထိခိုက်မိထားတာပါ မူလာကသူတို့ရဲ့တန်ရာတွေကိုခွဲစိတ်ကူတာရမယ်လို့သတင်းထွက်ခဲ့ပြီးမယ်။နှစ်ယောက်စလုံးကတော့ပါကစ္စတန်နဲ့ပွဲကိုလွဲချော်မှာဆိုတာကြောင့်တန်ရာနဲ့ပဲကစားဖို့ဆုံးဖြတ်ထားကြပါတယ်။အမ်ခုတော့ကျွန်တော်နောက်ဆုံး X-ray ရိုက်တဲ့အချိန်မှာဆရာဝန်ကတော့ခွဲစရာမလိုတော့ပြောပါတယ်။ဒါပေမဲ့ကျွန်တော်တလအတီ CV ကန်ထားတာပြီးရင်ကျွန်တော်အကျော်တွေအယူကနည်းနည်းပြန်ဆက်ပြီးအကျော်တွေနည်းနည်းတည်နေတာတွေဒီချိန်ကပြန်လုပ်အောင်။အမ်ကျွန်တော်ကတော့ခုကဥပဒေကိုဒါပေမဲ့ကျွန်တော်ကံပါပါဒီပွဲဘာပဲဆို တော်တကယ်လို့ထကျိုးရယ်ဆိုရင်တော့ထပ်ခွဲလိုက်မှာเนาะအခုကတော့ကျွန်တော်ခွဲမတော်ဘူးဒါပေမဲ့ကျွန်တော်ဒီပွဲကိုကံပဲတော်တော်ဒီပွဲနိုင်သုံးမဲ့ရရယ်ဆိုရင်ကျွန်တော်တန်ရပြန်ဖြစ်လဲကျွန်တော်ဟိုဘာလို့တော့ဟိုဘာတန်တယ်ပေါ့เนาะ